အဲ့တော့အားလုံးကမင်္ဂလာပါနေ့တူပွဲကောင်းပွဲစဉ်တွေတင်ဆက်ပေးနေတဲ့ Going Buyer YouTube Channel တို့ Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်အဲ့တော့ကျွန်တော်တို့မြန်မာစံနှုန်းကြီး6နိုင်မှာကစားမယ် ဘရာဇီးစီးရီးအေတဲကမာနီယိုအသင်းလေးနဲ့ကျွန်တော်တို့ဖော်ရာလီဇာအသင်းလေးကိုလိုတိုရှင်းလေးသုံးသပ်ပေးခြင်းနဲ့အဲ့တော့ညီကိုများကလည်းဒီဗီလေးကိုဆုံးလေးကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့မတားရက်ခံလိုက်ပါတယ်လက်ရှိပေးရတဲ့ body zen နဲ့ကျွန်တော်အရင်ကြည့်အောင်လက်ရှိပေးရတဲ့ body zen နဲ့မှာဆိုအသက်အင်ရှင်ဖြစ်တဲ့ကျွန်တော်တို့မာနီယိုအသင်းလေးက1ပေါင်း50 body zen နဲ့ပေးရပြီးတော့5ပေါင်း zen နဲ့မှာကျွန်တော်တို့နှလုံးတော့80 5ပေါင်း zen နဲ့ကျွန်တော်ပေးထားတာကျွန်တော်မြင်ရတယ်ဟုတ်ပြီဗျာအဲ့တော့ ဒီနှစ်သင်းရဲ့ဟတ်တူရဲ့ဘော်ဒီစီးနဲ့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆို2024တော့အိမ်ငူးဝင်ငူးတည်ဆုံလာတဲ့အရှင်ဖြစ်တဲ့ဒီမာရီယိုသင်းကပဲတကြီးဖော်တာလီဇာသင်းလေးကိုကျွန်တော်တွေဒါဝမ်ပေါင်း90ဘော်ဒီစီးနဲ့ပေးပြီးတော့ဝမ်ဝမ်ဆိုပြီးရက်လက်လက်ပွဲပြီးဆုံးသွားတယ်ထပ်ပြီးတော့လဲဒီဖော်ဇာလီဇာရဲ့အိမ်ငွေးမှာတော့လဲဖော်ဇာလီဇာသင်းဒီဒီအဝေးဝင်းဖြစ်တဲ့ဒါမာရီယိုသင်းကိုလဲဝမ်ပေါင်း90ဘော်ဒီစီးနဲ့ပေးတာပြီးတော့ဝမ်ဝမ်ဆိုပြီးရက်လက်လက်ပြီးဆုံးလာတယ်အဲ့တော့ဒီနှစ်သင်းရဲ့ 2024တုန်းကတွစ်ဆုံခဲ့တဲ့ body zero သည်အတူတပြန်ကိုတပြန်1.50 zero တန်းနေဖွင့်လာပြီးတော့ body zero နေအောင်သွားခဲ့တာမရှိဘူးပေါ့နော်မရှိဘူးအခုဒီ2025မှာရော body zero နေအောင်သွားမှာလာအဲ brazil series ရဲ့ကျွန်တော်တို့ဒါ table လေးကိုကြည့်မယ်ဆိုရင် ancient ဖြစ်တဲ့ atletico mario အသင်းလေးကတော့အဆင့်9နေရာမှာရှိတယ်ဒီအဝေးဝင်ကစားမဲ့ဒီ forza lisa အသင်းလေးကတော့ကျွန်တော်တို့19နေရာမှာရှိတယ်အဆင့်ကသူတို့နှစ်ယောက်ကိုအဆင့်နှမ်းချင်းရှင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အဆင့်19နဲ့ ကိုးဆိုတော့ဂျားထဲမှာ10လောက်ဟာအဲ့ဒါကိုဒီအင်ရှင်ဖြစ်တဲ့ဒီအတလက်တီကိုမာရီယိုသင်းနေနေကအင်ရှင်လန်းဖြစ်တဲ့အဆင့်ကွာခြားချက်ကလည်းအဆင့်9နေရာမှာရှိရတဲ့အတန်းနဲ့ဘာဖြစ်လို့ဘော်ဒီဇီးတန်1ပေါင်90ဇီးတန်ကြီးဖြစ်နေရတာလဲတလုံးသွင်းကျွန်တော်တို့တွေတဝက်လောက်ပြီးပျော်ရွှင်ရမယ်ဆိုတော့ဘရာသာတို့ဒါစဉ်းစားကြည့်လိုက်တာနဲ့အဖြေသိပါပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေအင်ဝင်ကာရန်ဖောက်လေးကြည့်အောင် အင်ဝင်ကာရန်ဖောက်ကြီးမှဆိုအင်ရှင်ဖြစ်တဲ့ဒီကျွန်တော်တို့ရဲ့အတလတီကိုမာရီယိုသင်းသည်15ဘွယ်ကစားထားပြီးတော့22ဂိုးရရှိတာတယ်ပေကူးအနေနဲ့17ဂိုးဆိုတော့ဒါပေကူးကတော့နဲတယ်တိုက်စစ်ကတော့ဒါ15ဘွယ်မှာ22ဂိုးဆိုတပွဲကို2ဂိုးလောက်ထိတပွဲကို2ဂိုးလောက်ထိကတော့ချိန်တယ်သူတို့ရတဲ့အနေထားမှာကျွန်တော်ရှိတယ်အဝေးဝင်းဖြစ်တဲ့ကျွန်တော်တို့ရဲ့ Forza Lisa သင်းလေးကိုကျွန်တော်ကြည့်မဆိုဝေးသူဒီ15ဘွယ်ကစားထားပြီးတော့ရာဂိုးအနေနဲ့17ဂိုးပေကူးအနေနဲ့26ဂိုးအဲ့တော့သူ့ရဲ့တိုက်စစ် တွင်းကူကတော့နဲနဲပွဲပေါင်း15ပွဲမှာ19ဒီပဲရတယ်ဆိုတော့ဒါတိုက်စစ်ကတော့အားနေဒါပေမဲ့ခံစစ်ကတော့2ကိုးတီကိုပြန်ပေးထားတာကျွန်တော်တွေ့ရတယ်အဲ့တော့ဒီလိုအိမ်ဝင်းဝေးဝင်းရလက် data ရကျွန်တော်ကြည့်မယ်ဆိုရင်ဟိုရလက်ကောင်းနေတာအရှင်ပြည့်တဲ့အက်တလက်တီကိုမာရီလွန်ကရလက်ကောင်းနေတယ်ဒါပေမဲ့ဘာဖြစ်လို့ဂျေးပွန်းတဲ့ဘူဂီရီယာ1ပေါင်း90ဘော်ရီဇီဒန်ကိုနှလုံးနှုတ်90ဂူပေါင်းဇီဒန်နဲ့ဒါပြန်ပြီးထောက်တာကိုကျွန်တော်ကြည့်ခြင်းအပြည့် ကျေးပွန်းတဲ့ပုံကြီးတွေဒီအဝေးဝန်းဖြစ်တဲ့ဒီ Forza Lisa အသင်းနေတဲ့ဒါဒီနေ့မှလည်းတကိုးရနိုင်မယ်ဆိုပြီးတော့မျောလင့်ထားပုံရတယ်တကယ်လို့ကျွန်တော်တို့ Atletico ဒီ Mario အသင်းဒီ နိုင်ခဲ့မယ်ဆိုတော့1 2 1ဆိုပြီးရလည်လေနိုင်မယ်ဆိုပြီးဒါသူတို့တွေကခံမနာတာပဲဖြစ်တယ်။လက်ရှိကျွန်တော်တို့တွေအင်ရှင်သင်းပြတဲ့ဒါအတလီကိုမာရီကိုရဲ့ဒါပြိုင်ပွဲသုံးကစားထားတဲ့9ပွဲ6ပွဲ9ပွဲလောက်ကျွန်တော်တို့ကြီးတဲ့အချိန်မှာဒီသင်းဒီကာရန်ဖော့လုံးဝကောင်းနေပါတယ်။အပြန်လန်ဂိုးသွင်းတာလည်းရှိနေသလိုတိုက်စစ်ကလည်းနေရာပေါင်းသို့ဘက်ပေါင်းဆိုအောင်နဲ့ဂိုးတွေသွင်းယူတာကျွန်တော်တွေ့ရတယ်။ထပ်ပြီးတော့လည်းသူ့ရဲ့အင်ဝင်းကာရန်ဖော့ကိုကြည့်မယ်ဆိုအင်ဝင်းကာရန်ဖော့လည်း တောင်းလျှောက်ကြီးကိုကျွန်တော်တို့ဗော်ဒီဇေးတန်းနဲ့အောင်မြင်ခဲ့တာကျွန်တော်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ကိုလာမိုင်း၁၀ရက်နေ့ကနေစပြီးတော့ဒီ Asian Mario သင်းဒီ body zero နဲ့အောင်ရတွေ့ရတယ်ပြီးတော့အပြန်လန်ဂိုးသွင်းတာဖြစ်ရတယ်အဲ့တော့ Asian Mario သင်းကတော့အခုလက်ရှိမှာလုံးဝကို Car Fox ကောင်းနေတယ် တိုင်ဝဲသူမှာလဲ current form ကောင်းတယ်ဆိုလို့အိမ်ဝင်းမှာလဲဒါ current form ကောင်းနေတာကျွန်တော်မြင်ရတယ်အဝေးဝင်းကစားမဲ့ကျွန်တော်တို့ forza liza အသင်းလေးကိုကျွန်တော်ကြည့်မယ်ဆိုဒီအသင်းဒီလဲ total ပြိုင်ပွဲဆုံးကစားထားတဲ့အထဲမှာဆိုရင်ဒါ၅ပွဲကစားထားတယ်၅ပွဲမှာဆို၃ပွဲနိုင်ရရှိတာတပွဲသေးတပွဲရှုံးဆိုတော့ဒီအသင်းဒီလဲ အခုနောက်ပိုင်းမှာ current form လေးကောင်းလာတယ်ကျွန်တော်မြင်ရတယ်ဝေးဝင်းဖြစ်တဲ့ဒီ forza lisa တင်းကလည်းဂိုးတွေရရှိထားတယ်သုံးပွဲမှာကျွန်တော်၄ဂိုးထိရထားတယ်ဆိုတော့တပွဲကိုတဂိုးနှုံးထိကိုဒါသူတို့တိုက်စစ်နေနဲ့တွင်းယူထားနိုင်တယ်တွေ့ရသလိုခံစစ်တွေကလည်းဂိုးတွေပြန်ပေးရတယ် BDD ရဲ့ရက်ဖြစ်တာများတယ်အဲ့တော့ဒီနှစ်သင်းရဲ့ဟတ်တူကတွဲဆုံမှုကြောကြည်ချင်းအားဖြင့်ဒီနှစ်သင်းဒီ2024တော့190ဘော်ဒီဈေးထဲမှာ112ပြီးရလက်လေးနဲ့ပြီးဆုံးသွားတယ် အခုလက်ရှိ2025မှာလဲအေဂျင်အသင်းဖြစ်တဲ့အက်တလက်တီကိုမာရီကိုက1.50ဘောဒီဇီးတိုင်းပေးထားတယ်ဆိုတော့ ကျွန်တော်ကတော့အဲဒီပွဲလေးမှာ body test ဆိုင်တော့ကျွန်တော်တို့ဒီ goal ပေါင်းလေးကိုကျွန်တော်စဉ်းစားတာကျွန်တော်တို့ညီကိုတွေတွေ့တာစိတ်ပြစ်မလို့ကျွန်တော်ကထင်တယ်အဲ့အတွက်ကြောင့်မလားကျွန်တော်စိတ်ကြိုက်တဲ့ဘွဲကောင်ရွေးချယ်ပေးပါဆိုရင် goal ပေါင်းအပေါ်လေးကိုပဲကြိုက်ပါတယ်ညီကိုတို့ဒါအကြိုက်တူတဲ့ညီကိုများအနေနဲ့လေဒါ like ဆော့နိုင်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီလိုမျိုးနေတဲ့ဘွဲကောင်လေးတင်ဆက်ပေးဒီမှာဖြစ်လို့ကြောင့်မလို့ going by YouTube channel တော်တော် channel like square လောက်ပြီးသားပါပြီးတော့လေညီကိုတို့အနေနဲ့ဒါကျွန်တော်ပြောနေတဲ့အတိုင်းပဲလက်ဆောင် မောင်းတွဲလေးတွေလိုချင်တယ်တပွဲကောင်ပွဲလေးတွေကိုလိုချင်တယ်နေ့စဉ်ပေါက်ကြီးလေးတွေဒါကျွန်တော်ရဲ့ Telegram channel channel လေးကို join မိတာပါ Telegram channel ကို join လိုက်ကြရပြီညီကိုတို့အတွက်အကျိုးမရုပ်စေရဘူးလို့ကျွန်တော်အနေနဲ့ဒါအာမခံပါတယ်လူလင်းလင်းညာ product ကြီးမှာညီကိုတို့ဒီငွေကြေးပိုင်းကိုတရားရကလုံးယုံကြည်စိတ်ကြခြင်းလေဆိုရင်ဒါကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကျွန်တော်စုံစမ်းပေးထားတဲ့ယူဖာမှာလာရောက်ဆော့ကစားနိုင်တယ်လာရောက်ဆော့ကစားရုံနဲ့ညီကိုတို့ဒီ 2025-2026ဘီအိုင်မီမှာပွဲများတရားဒီဇာလုံးရရှိမှာပဲဖြစ်တယ်ပြီးတော့လည်းထိုင်းရောက်နေတဲ့ညီကိုများထိုင်းပန်ရှိုံတွေစော်ကစားလို့ရပါပြီဆိုတဲ့ကြောင်းဒီနေရာနေကျွန်တော်အနေနဲ့ထပ်ပြီးတော့ပြောချင်ပါတယ်ပရီမီယံပွဲလေးတွေဝယ်ထားတဲ့ညီကိုတွေဆိုအများကြီးရှိတယ်အဲဒါမြန်မာနိုင်ငံညီကိုတွေထိုင်းရညီကိုတွေမလေးရညီကိုတွေကိုရီးယားညီကိုတွေဂျပန်ညီကိုတွေဒီနေရာနေကျွန်တော်စုမကောင်တောင်းပြလိုက်ပါတယ်ညီကိုများလုံခြုံရေးများစီမံချုံးမွေးကြပါစေအနေနဲ့ကင်းဘေးရှင်းကြပါစေလို့ပြောချင်နေပဲကျွန်တော်ရဲ့စိတ်ကြက်တပွဲကောင်းရွေးချယ်မှုမှာတော့မြန်မာစံလုံးကြီး6နိုင်ငံကစားမဲ့ဘရာဇီးလ်စီးရီးအေရီးယားအက်တလတီကိုမာရီယို င်းလေးနဲ့ Forza Liza အသင်းလေးမှာတော့ကျွန်တော်ကတော့ဂိုးပေါင်းပေါ်ရွေးချယ်ပေးနေတဲ့ပဲဒီဗီဒီယိုဒီမှာပဲဆုံးသက်ချင်ပါတယ်အဆုံးထိကြည့်ရှုပြီးညို့တောက်တည်တဲ့ကျမ်းမှချမ်းသာကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံလို့ကြပါမယ်အားလုံးပဲဂုဏ်လက်ပါ